ဝဆခိုင်ဒီပတ်မှာဆိုရင်တော့ right in left ကနေလူငန်းနဲ့ဘာသာရေးဆိုတဲ့ခေါင်းစဉ်နဲ့ကိုကိုးကွယ်တဲ့ဘာသာပေါ်မှာယုံကြည်မှုပို့ပြီးတော့အခြားဘာသာကိုဖြိုချတတ်တဲ့အပြုမူကိုလက်ခံလားမလက်ခံဘူးလားဆိုတာကိုဆွေးနွေးပြောဆိုသွားမှာဖြစ်ပါတယ်။ကြီးစုသူတွေရောဘယ်လိုထင်မြင်လဲဆိုတာကိုအောက်က comment box ကနေပြောသွားကြပါဦးရှင့်။ PPL လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရစေနော်။ ောဆိုရင်တော့သူ့တယ်လို့တောင်ပြောစမောက်ပြုတ်ကြရတဲ့လူတွေရဲ့နှလုံးသားထဲမှာခင်ဝင်နေတဲ့အာဓာတရားအကြောင်းကိုဒီမှာလူငယ်နှစ်ယောက်ရဲ့အတွင်းမြင်နဲ့ပြောဆိုဆွေးနွေးကြတာမှာဖြစ်တဲ့အတွက်ကြောင့်မားလေးတွေအမြင်မတော်တဲ့စကားလေးတွေပါရခဲ့မယ်ဆိုရင်တော့နားလေးပေးကြဖို့အရင်ဆုံးတောင်းဆိုထားချင်ပါတယ်ပါတာတရားကပတ်သမိုင်းမှာအကြီးကြီးတဲ့အခမ်းအနားတရားကနေပေါင်းဝင်နေပါတယ်။နောက်ပြီးတော့လူတွေရဲ့ကိုချင်းတရားတွေမြစ်ဖြာခံတဲ့အရှင်းနဲ့လက်ချက်တလုံးမျိုး ဘူပေါင်းလောကအတွဲကိုချစ်တဲ့ခါစင်းကြီးတွေရဲ့အခြေခံအမြင်ဆိုလည်းမမှားပါဘူး။နောက်ပြီးတော့ကမ္ဘာလောကမှာရှိတဲ့လူအများကဆိုရင်ကမ္ဘာဦးကာလကနေပြီးတော့ယောဂအတွက်တွေအန္တရာယ်အမျိုးမျိုးဘေးဆိုကတ်ဆိုတတ်တိုင်းတို့ကိုရင်ဆိုင်ကြုံတွေ့ခံစားကြရတယ်။ယင်းနေ့ထိတန်လည်းပဲကြုံတွေ့ခံစားရဆဲဖြစ်တဲ့အဲ့လိုမျိုးကြုံတွေ့ရတဲ့အခါမှာဆိုရင်ဘေးအန္တရာယ်မှာကောက်ွယ်စားရှာနိုင်တဲ့ပုံကိုယ်တွေကိုမျောလဲတတ်ကြတယ်၊ရှာဝေတတ်ကြတယ်။နောက်ပြီးတော့ကိုယ်ကွယ်ရာအဖြစ်အတိအမှတ်ပြုလိုကြတယ်။ ဒါကြောင့်မဲ့ခေတ်ဆက်ဆံမြဆက်ဆက်မှာအသက်ရှင်နေထိုင်နေတဲ့လူသားတွေမှာယုံကြည်သုံးဝင်တဲ့ဘာသာတစ်ခုကတော့ရှေးစမြေပဲဖြစ်ပါလေ။ကပောက်ပေါ်မှာရှိတဲ့လူမျိုးသားရဘလောက်ပဲရှိကြရင်လူမျိုးနယ်စုတွေပဲဖြစ်ဖြစ်ယုံကြည်ကိုးကွယ်မှုတစ်ခုကတော့ရှိတတ်ကြတာပါပဲ။ဒါပေမဲ့လည်းပဲကိုယ့်ရဲ့ကိုယ်ခွဲယုံကြည်မှုကလွန်ကဲပြီးတော့တပားသူရဲ့ကိုယ်ခွဲယုံကြည်မှုကိုရှုတ်ချတဲ့အပြုအမူတွေပြောဆိုတွေကိုတော့လက်မခံနိုင်ပါဘူး ဟုတ်ပါတယ်လက်မခံနိုင်ပါဘူးဘာသာရေးပုံမှာမဟုတ်ပါဘူးဘယ်ရာကိုပဲဖြစ်ဖြစ်ယုံကြည်မှုလုံးဝရပြီဆိုတော့မကောင်းတော့ပါဘူးယုံကြည်မှုရှိတာကကောင်းတဲ့အချက်လို့ပြောနိုင်ပေမဲ့လေယုံကြည်မှုလုံးကဲနေတဲ့လူတယောက်ကဘယ်တော့မှသဘောထားမချိပေးနိုင်တဲ့အားနည်းချက်တစ်ခုကတော့ရှိတတ်ကြပါပဲအထူးသဖြင့်ကျမတို့လူငယ်တွေလည်းယုံကြည်မှုလုံးကဲတဲ့စိတ်တွေကိုတည်ထားဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဘာသာတရားကယုံကြည်မှုလုံးကဲပြီဆိုရင်တော့ဘာသာရေးဆွေးနွေးမှုဖက်ဖို့ရောက်သွားနိုင်ပါတယ်တကယ်ရတော့ ဘာသာရေးဆွမ်းရောက်တွေကတချိန်ကတော့သူ့လိုကိုယ်လိုတာမန်ဘာသာဝင်နေပါပြီ။ဆရာအမားနဲ့တွေ့တဲ့အခါမှာတို့တို့ရဲ့စိတ်ထက်ကိုဆွမ်းရောက်ဘာသာရေးအတွေးခေါ်တွေကတစားတစားနဲ့ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ဒါက hatch လောက်ဆိုပြီးဖြစ်လာတာမျိုးမဟုတ်ပဲနဲ့နှစ်ပေါင်းများစွာပြောင်းလဲလာရတာဖြစ်ပါတယ်။အထူးသဖြင့်ယုံကြည်မှုတတာထက်တဲ့နေပြီကပညာနှုတ်လဲပါတယ်။ ဘာသာရေးကျမ်းဂန်တွေထဲကစာပိုက်တွေကိုဖြတ်တာပေါ့။သူ့ဘူးလို့ရောက်ဆွဲအနောက်ကောက်ပြီးတော့ကျောင်းအောင်စက်ပင်ခါခါပြောနေတာကိုနားရောက်မိတဲ့အခါမှာဆုံးရောက်ယူစားပဲကတည်တည်လာတာကိုပြောလိုက်ရပါမယ်။လူဆိုရာယုံကြည်ရတဲ့ခုအတွက်တက်ခုတော်စတိကြတာပဲဆိုရဲတချင်းစာတောင်းနားထောင်မိတဲ့အခါမှာစက်တိမ်မွေးညင်းနဲ့ထပါမယ်ဆိုရင်တော့တင့်မာနဲ့ဆုံးရောက်စိတ်နည်းနည်းရှိမိပြီလို့တတိပြုအပ်ပါမယ်။ဟုတ်ပါတယ်ကိုငငကဆွေလည်းပဲမတိတတ်နားလက်သေးတဲ့အချိန်မှာပေါ့ ကိုကိုကွဲတဲ့ဘာသာကိုအခြားဘာသာဝင်သူကလာပြီးတော့ရှုတ်ချပြောဆိုမှုတယ်ကိုကလည်းငယ်တီတော့မခံချင်တဲ့စိတ်နဲ့ပြန်ပြီးတော့သူ့ရဲ့ဘာသာကိုရှုတ်ချတယ်အဲဖြစ်ဖြစ်ကိုခုပြန်သွေးကြည့်မယ်ဆိုရင်ဘလာတာသဘောထားတိတ်တိတ်ပြီးနှိတ်ချလိုက်တဲ့ပြုမူမျိုးလဲဆိုပြီးတော့ကိုကိုကိုပြန်မေးမိတယ်ဟုတ်ပါဘူးရေတိတဲ့အချိန်မှာဆိုရင်အမားနဲ့အမေကိုဝေဖန်ပိုင်းခြားနိုင်နေတာမဟုတ်တဲ့အတွက်သူများပြောတဲ့မြောက်ကိုယုံမိတတ်တာကတော့ဓမ္မတာပါပဲ ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘာသာမှာယုံကြည်မှုပိုကယ်ပြီးတော့အခြားဘာသာကိုရှုတ်ချတတ်တဲ့ပြုမှုကိုလက်မခံနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဘာသာတရားတိုင်းမှာတော့သူ့ထုံတန်းတလေးနဲ့သူတော့ရှိကြတာပဲ။သူ့ရဲ့ယုံကြည်မှုကကိုယ့်ရဲ့ယုံကြည်မှုနဲ့မတူဘူးဆိုပြီးတော့လိုက်ပြီးရှုတ်ချနေရတော့ကိုကပဲတော်ကားရောက်ပြီးပူလောင်နေရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ဘာသာတရားလာပြီးရှုတ်ချတာကိုလက်မခံကြလို့ပဲဘာသာရေးပဏိပက္ခပြီးဖြစ်လာကြတာပဲမဟုတ်လား။ ာသာတရားတိုင်းမှာကိုကိုတဲ့မိန်းမတွေကသူနေကြတာတော့မဟုတ်ဘူးဆိုပေမဲ့ဘာသာတရားတိုင်းကတော့ကောင်းတဲ့အရာကိုလုပ်ဖို့တုံ့တင်နှံ့ညွန်ထားကြတာပါပဲ။ဒါကြမလို့အမြင့်ကျင်းပြီးတော့စိတ်တဘောထားသေးတဲ့တူကဆိုရင်ကိုယ့်ရဲ့ဘာသာဝင်ကလွယ်ပြီးတော့အခြားဘာသာဝင်တွေကိုမာရွေးတဲ့သူတွေညာသူတွေလို့မြင်တတ်ကြတယ်။ဒါပေမဲ့ကိုယ့်ရဲ့အမြင်လေးကိုကြကြပြပြလေးထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ဘာသာကိုကောက်ကွယ်ဆောက်ရှောက်လို့တဲ့စိတ်ကအဲ့လိုရှိလာမယ်။ နောက်ပြီးတော့ခြားပါတာဝင်တွေရဲ့အကွဲပြားခြားနာတဲ့လူကြီးကိုကွယ်မှုကိုလည်းပဲတဘောထားကြီးစွာနဲ့အတိမတ်ပြုလို့တဲ့စိတ်တွေနားလဲပေးလို့တဲ့စိတ်တွေအလိုလိုရှိလာမှာတော့အမိုင်ပဲဖြစ်ပါတယ်။ကဲဒါကြောင့်မို့လို့ right in lab မှာကြီးရှုနေကြတဲ့အယောက်စီတိုင်းတော့စိတ်နေမြင့်သူတွေဖြစ်ကြမယ်လို့ယုံကြည်ပါတယ်ရှင့်။သာဝတိကြီးရှုပေးတဲ့အယောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။